အလုံးမင်းမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ပရိသတ်ကြီးတို့အတွက်ဂျပူးမင်းသားပါဝင်တဲ့ဟာသအရှင်စကားတကားကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီစကားလေးမှာတော့နှစ်ဟာရေးရရှိတယောက်ပါစစ်စင်ရေးတစ်ခုမှလုတ်ကြံခံလိုက်ရပြီးတော့တိတ်ဆုံးသွားတဲ့အခါမှာ RIPD Rest in Peace Department လို့ခေါ်တဲ့ကောင်းကင်ဌာနတစ်ခုရဲ့ဆင့်ခေါ်တာကိုခံလိုက်ရပါတယ် RIPD ရဲ့တာဝန်ကြီးကတော့ငရေပြည်ကထွက်ပြေးလာပြီးလူသားဟန်ဆောင်ကနေထိုင်နေကြတဲ့ငရေပြည်မကောင်းဆိုးဝါးတွေကိုဖမ်းဆီးတုပ်တင်ရမှာပါ နောက်ထပ်မကောင်းစွာရီလူပြည်ကိုထက်ရောက်မလာအောင်တားဆီးရမယ့်နှစ်ကဘလို့ရီဖုံးကွယ်နေထိုင်နေလေမကောင်းစွာရီရှာတွေ့မလဲသူရဲ့တာဝန်ကိုရောကျေပွန်အောင်ထမ်းဆောင်ပြီးလူကဘာကိုကယ်တင်နိုင်မှမလားဆိုတာကတော့စိတ်ဝင်တစားကြည့်ရှုရမယ့်စကားလေးတကားပါကဲဒါဆိုရင်တော့ဆားလိုက်ကြရအောင်နော်ဆလန်းဆမှာတော့နစ်ခါရွှေမောင်ခိုသမားတွေကိုဖန်စီရဲ့စစ်စင်ရဲ့တခုဆောက်ရနေပါရီ လူစိုးရင်ခေါင်းဆောင်ကိုဖမ်းမိမဲ့ဆဲဆဲမှာပဲနင့်စီပါတနာဘော်ဘီရှောက်လာပြီးတော့ရွှေတွေကိုသူ့တယောက်ထဲမောင်းပိုင်စည်းချင်တာကြောင့်နင့်ကိုလောက်ကြံခဲ့ပါရီ။ အဲ့ခါမှာပဲတခါရီပွေးချင်းပြီးတိတ်ဆုံသွားတဲ့နှစ်ကကောင်းရင်နိုင်ငံရဲ့စင့်ခေါ်တာခံလိုက်ရပြီး RNPD လို့ခေါ်တဲ့နေရာတစ်ခုမှာမကောင်းဆိုးဝါးတွေကိုအမဲလိုက်ရမယ်အမဲလိုက်မို့ဆိုးကြဝင်ကိုရရှိခဲ့ပါရီ RNPD ရဲ့တာဝန်ရှိမျိုးသမီးက Nis ကိုအဖြစ်မှန်အားလုံးရှင်းပြပြီးတော့ထမ်းဆောင်ရမယ့်တာဝန်အကြောင်းလည်းရှင်းပြပေးခဲ့ပါရီ Nis ကငရဲကနေလွတ်လာပြီးတော့လူသားတွေချာမှာဖုံးကွယ်နေထိုင်နေတဲ့ငရဲပြည့်ကိုဖမ်းဆီးရမှာဖြစ်ပါရီ ဆီနီယာကြီးရိုင်းနဲ့တူတွဲဖက်လောက်ကရမှာဖြစ်ပြီးတော့ရိုင်းကတော့ဒီအလုပ်ကိုလှုပ်လာတာစိတ်ဆူးနေတဆူကြမြင်နေပါပြီ။ရိုင်းကစိတ်ဆက်ပြီးတော့စိတ်မထင်ရင်မထင်သလိုလှုပ်တတ်တာကြောင့်တာဝန်ရှိသူတွေလေးလွတ်ချရပါရင်။ရိုင်းကခုလိုပူပူနွေးနွေးတိတ်ဆုံးပြီးတော့အတွေ့အကြုံမရှိသေးတဲ့နစ်နဲ့အလုပ်တွဲလှုပ်ရမှာကိုလေသဘောမတွေ့ခဲ့ပါ။တိုင်းမဲဆီနီယာပီပီလက်ခံပေးလိုက်ပြီးတော့နစ်ကတော့လူပြည်ကိုပြန်ရောက်တာနဲ့သူ့ရဲ့အာသုဘခန်းနာစီကိုသွားခဲ့ပါရယ်ဇနီးချောလေးကိုလည်းတယောက်တည်းထားရခဲ့ရလို့စိတ်မကောင်းဖြစ်နေကြတာပေါ့ အန်နောင်နစ်ကသူ့ဇနီးကိုစကားပြောဖို့ကြိုးစားပြီးမြသူ့ဇနီးကတော့သူ့ကိုလုံးဝမမှတ်မိပါဘူးဇနီးတယ်မှမဟုတ်ပါဘူးနစ်ကိုအကုန်လုံးကမြင်ရပြီးမြဘသူကမှမမှတ်မိကြပါဘူးအခုမှဒီလောကရဲ့ကျင်လေကစားဖြစ်တဲ့နစ်ကသူ့ကိုဘာသာမမှတ်မိကြတာလေလို့ရိုင်းကိုမိခဲ့ပါရီရိုင်းကတော့သူရဲ့တိမှန်ကိုဘသူကမှမမြင်နိုင်တယ်လို့သူတို့ဟာဘသူပဲဝါဖြစ်ကြောင်းထုတ်ဖော်ပြောခဲ့ရင်လေပါဇက်ကလွယ်လွယ်ချော်ချော်စကားတွေပဲထွက်လာလိမ့်မယ်လို့ရှင်းပြခဲ့ပြီးနစ်တွေမှတ်ပုံတင်ထုတ်ပေးလိုက်ပါရီ မပုံနေတဲ့ကရုပ်ပုံတိုင်းလူတွေကသူတို့ကိုမြင်နေရမှာဖြစ်ပြီးနေရဲစမပုံကတော့တရုတ်ဖိုးကြီးတယောက်ဖြစ်ပါတယ်။ဒါကြောင့်လည်းဘသူကမှနစ်ကိုမမမိကြတာဖြစ်ပြီးတော့နစ်ကရိုင်းရဲ့မပုံတင်ကိုလေးဆက်ဆုခဲ့ပါတယ်။ရိုင်းကတော့သူ့ရဲ့မပုံတင်ကိုယုံကြည်ချက်ရှိရှိနဲ့ထုတ်ပြလိုက်တဲ့အခါရိုင်းဟာအမိုင်ဆောင်းစကီလေးတယောက်ဖြစ်နေပါတယ်။လောကကြီးတည်းမဟုတ်ဘူး။ကောင်းကင်နိုင်ငံမှာပါမမျှကြတဲ့အကြောင်းတွေ့ပြီးတော့နစ်တယောက်ဒေါပွားနေခဲ့ပါတယ်။ဒီလိုနဲ့သူတို့ရဲ့စစ်စင်ရဲ့အတွေ့စတင်ထက်ခါလာခဲ့ပါတယ်။အဆောင်တစ်ခုစီကိုလာခဲ့ကြပြီးတော့ ဒီတိုက်မှာဓာတ်အိုတကောင်ရှိနေတယ်လို့သတင်းရထားတာကြောင့်မှာဓာတ်အိုဆိုတာကငရေပြင်းမိစာကိုခေါ်တာပါဓာတ်အိုတွေကလူရောင်ဆောင်ပြီးတော့လူတွေကြားမှာနေထိုင်ကြတာကြောင့်သူတို့သင်းယုံမှန်ပေါ်ဖို့ဆိုရင်သူတို့ကိုအမုန်းဆုံးအရာတွေကိုလုပ်ပြဖို့လိုပါတယ်ဒါကြောင့်လေရိုင်းကအိန္ဒိယစားစာတွေဝယ်လာတာပါရိုင်းတို့ကသူတို့ဟာကျမကြီးဝန်ထမ်းနေပါဆိုပြီးတော့ထန်းအိုရဲ့အိမ်ထဲကိုဝင်လာခဲ့ပါတယ်။အထင်းအိုရောက်တာနဲ့ရိုင်းကအိန္ဒိယစားတောက်တွေကိုမင်းရေရှက်ရေထုတ်စားခဲ့ပြီးတော့ထန်းအိုကိုမေးခွန်းနေစမိပါရီ အိန္ဒိယစားတောက်တွေကိုမကြိုက်တဲ့ဂျက်အိုကတော့ရိုင်းရဲ့မိကုနီကိုဖြည့်ရင်းနဲ့ပြုတ်တက်နေခဲ့ပါရီ။အန်အရိုင်းကပစက်ထဲကစားတောက်တွေထွက်ချလာသည့်အချိန်ရွှန်စရာကောင်းအောင်လုပ်ပြခဲ့တာကြောင့်ဂျက်အိုလေးဟဲမဆောင်နိုင်တော့ဘဲနဲ့သူ့ပုံစံအမှန်ကိုပြောင်းလဲသွားပါရီ။ရိုင်းကဂျက်အိုကိုဖမ်းပြီးတော့နစ်ကိုအတွေ့အကြုံယူခိုက်ပါရီ။နစ်ကတော့တာမန်သူတယောက်ကနေစက္ကန့်ပိုင်းတွင်ပစက်ပြပြလက်ပွားတွေနဲ့ကြောက်စရာအသွင်ပြင်ကိုပြောင်းလဲသွားတဲ့ဒီလိုတတော်ဝါကြီးနာကိုကတ်တောင်မှမကဲ့ရဲပါဘူး။ ရိုင်းကတော့လူဘဝတုန်းကရေးရာရှိတွေ့ကြုံ15တက်တာမှရှိနေသူကအခုလောကြောက်နေရလားဆိုပြီးတော့လောင်ပြောင်ခဲ့တာကြောင့်နေလင်းတက်အိုကိုအေးဆုံပြီးတော့ဖမ်းဆီးခဲ့ပါရီနေကတက်အိုကိုလက်ထိတ်ခတ်နေစဉ်တွေ့မှာပဲချက်အိုကသူ့ကိုရေခဲတက်တာတကားကြီးနဲ့ချွတ်ရိုက်လိုက်ပါရီအဲ့နောက်တက်အိုကရေခဲတက်တာတွေကရွှေချောင်းနေထည့်ထားတဲ့ဘူးကိုယူပြီးတော့ထွက်ပြေးဖို့ကြိုးစားခဲ့ပါရီဒါပေမဲ့နေကသူထွက်မပြေးခင်မှာလက်ထိတ်နဲ့ခတ်လိုက်တာကြောင့်တက်အိုကရုံရင်နှစ်ပါလက်ထိတ်နဲ့ခတ်မိသွားပါရီအဲ့ဒါကြောင့်တက်အိုက လက်ထိတ်ခက်ခံထားရင်သူ့လက်တစ်ဖက်ကိုဖြုတ်ပြီးတော့နစ်ကိုနရင်အောင်လိုက်ပါရီပြီးတော့ရွှေချောင်းတွေကိုမျိုးချကတိုက်ပေါ်ကခုန်ချသွားပါရီနစ်ကတော့ဂျက်အုပ်ကောင်တိတ်သွားပြီလို့ထင်နေပေမယ့်ငနေကမသေးဘဲနဲ့ကြောတင်းပြီးတော့ပြန်ချလာကြောင်းရိုင်းကနစ်ကိုခုန်အောင်လိုက်ပြီးတော့အတူတူတိုက်ပေါ်ကနေခုန်ချလိုက်ပါရီရိုင်းကနစ်ကိုအကခွဲယူထားပြီးတော့အချားသက်သာအောင်လို့ကိုဖော့ခိုင်းထားပါရီဖလောက်ပဲကိုဖော့ထားပါစေအထက်30ကပြုတ်ကြတာဆိုတော့နစ်ခမချာချာချင်းထထောင်မှမထနိုင်ခဲ့ရှာပါဘူး ရိုင်းကတော့ဓာအိုကိုမပြင်းအောင်လို့တနက်နေ့ချိန်ထားလိုက်ပြီးတော့ဓာအိုကတော့အကြနာခဲ့တဲ့နှစ်ကိုလှောင်ရှည်နေခဲ့ပါရီနေ့လည်းစိတ်မထိန်နိုင်တော့ဘဲနဲ့ဓာအိုကောင်ကိုလက်ပြက်ကြီးနဲ့အပြင်းပြင်းစော်ခဲ့ပါရီဂျာအိုကရွှေချောင်းနေပြန်အန်ထုတ်လိုက်တဲ့အခါနစ်ကသူ့မသေးခင်လိုက်ခဲ့တဲ့ရွှေချောင်းနေနဲ့တူနေလို့တွေးတောနေမိတော့မှဂျာအိုကနစ်ကိုတိုက်ခိုက်ဖို့လုပ်တာကြောင့်ရိုင်းရဂျာအိုကိုတနက်နေ့ပြစ်လိုက်ပါတယ်။နစ်ကသူ့ရဲ့ပထမဆုံးစစ်စင်ရေးကိုအမြင်သွားပြီးမြရိုင်းသူ့ကိုတိုက်ပေါ်ကနေတွန်းချခဲ့တာကြောင့်အခင်းမကြီးပဲနဲ့ရိုင်းကိုကားရှိပြစ်ထုတ်လိုက်ပါတယ်။ ီတစ်ခါတော့ဝိုင်းတယောက်ခန်းလိုက်ရှာပြီးသူ့ရဲ့ဖိုးတန်အုတ်ထုပ်လေးပါဆုံရှုံလိုက်ရပါတယ်ဒီလိုနဲ့ရုံးချုပ်စီကိုပြန်လာပြီးတော့ဂျက်အိုစီကနေရလာတဲ့ရွှေတွေကိုအပ်လိုက်ပါတယ်တာဝန်ရှိသူတွေကရွှေတွေကိုလုံးကျုံစွာတင်ထားလိုက်ပြီးတော့ဂျက်အိုတွေကဘာကြောင့်ဒီရွှေတွေကိုလိုချင်နေရလဲဆိုတာရိုင်းကရိုင်းတောင်မှမသိပါဘူးရိုင်းကလည်းဂျက်အိုဖမ်းဖို့ကိုပဲစိတ်ဝင်စားပြီးတော့ရွှေကိစ္စကိုတောင်းနည်းနည်းလေးမှစိတ်မဝင်စားပါဘူး။နေ့ကတော့ရွှေတွေကြောင်းစုံစမ်းဖို့ရိုင်းကိုတောင်းဆိုခဲ့ပါရီ ဝိုင်းလေးသဘောတူပေးလိုက်ပြီးတော့နောက်တနေ့မနက်မှာတအိုးတကောင်စီသွားပြီးတော့ရွှေချောင်းစုံစမ်းခဲ့ပါရီဂျာဗီမင်းတအိုးကရွှေတွေကိုအဆောင်ဖြစ်ထားဖို့အတွက်ပဲနေမိသူနဲ့တိချမတိဘူးလို့ပြောပါရီနှစ်လင်တအိုးကိုရွှေလုံးပေးလိုက်ပြီးတော့ဆက်စုံစမ်းထားဖို့အတွက်ပြောကာထွက်လာခဲ့ပါရီရိုင်းကတော့တအိုးကိုရွှေလုံးပေးခဲ့လိုက်လို့ပြောဆိုနေခဲ့ပေမယ့်နစ်ကတော့ဒါကငါးဆသမုံမျိုးလုတ်ခဲ့တာပါနေကတအိုးကောင်သူ့ကိုလိန်နေမင်းတီးလို့ရွှေတုံးကိုတမင်ပေးခဲ့ပြီးတော့အဝေးကနေစောက်ကြည့်နေခဲ့ပါရီ ကျောင်းကတော့နေပေးခဲ့တဲ့ရွှေတုံးကိုလူတယောက်စီဆက်သွယ်ပြီးတော့ပေးခဲ့ပါရီ။အဲလူကလည်းနင့်ရဲ့တငယ်ချင်းဖြစ်နေခဲ့ပြီးတော့သူ့အထက်အိုးနဲ့ဘာကြောင့်ပတ်သက်နေရလဲ။ရွှေနီးကရောဘာအတွက်လဲဆိုတာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာပါရီ။နစ်တုကဘော်ဘီနောက်ကိုလိုက်ချောင်းတဲ့အခါမှာဘော်ဘီကနစ်မိမရဲ့အင်ကိုဝင်သွားပါရီ။ရိုင်းကလည်းသူတို့နှစ်ယောက်ဖောက်ပြန်နေပြီဆိုပြီးတော့ပောက်ပန်း၄၀တွေရှောက်ပြောနေပါရီ။နစ်ခင်ရောအဲ့လိုမဖြစ်ပါစေနဲ့ပဲတွေးရင်းနဲ့ချောင်းနေခဲ့ပါရီ။ တကယ်တော့ဘော်ဘီဟာနစ်မိမနဲ့ဖောက်ပြန်နေတာမဟုတ်ပဲနစ်မသိခင်ကမြုပ်ထားတဲ့ရွှေချောင်းတွေကိုလာတူးတာပါပြီးတော့နစ်ကိုလည်းထင်လွင်အောင်ပြောဆိုခဲ့တာကြောင့်မိမဖြစ်သူကနစ်ကိုစိတ်ပြတ်သွားပါတယ်ရိုင်းလည်းနစ်ကဒက်အိုတွေနဲ့ပတ်သက်သူလို့ထင်လဲသွားပေမဲ့နစ်ကတော့သူ့အဲ့တုံကဒက်အိုတွေအကြောင်းလည်းမသိသလိုဒါရီကိုလည်းလမ်းဘီကကလိကချီအုပ်စုတွေနဲ့ပြစ်ခတ်ရင်းနဲ့ရှာလာတာနောက်တော့လဘတက်ပြီးတော့ယူထားလိုက်မိတာပါလို့ရှင်းပြပါရီ အဲ့နောက်ဘော်ဘီသွားတဲ့နောက်ကိုမျက်ချိမပြတ်လိုက်ကြရင်းနဲ့ဘော်ဘီကသူရထားတဲ့ရွှေချောင်းနေအလုံးကိုလူတယောက်ကိုလက်ဆင့်ကမ်းလိုက်ပြန်ပါရီနစ်တိုလေးအချိန်ထွက်ဆဲမနေတော့ဘဲနဲ့အဲ့လူကိုဖမ်းပြီးတော့တအိုဟုံဟုံဆစ်ဆေးခဲ့ပါရီဒီတကောင်ကတော့သူကိုယ်တိုင်ကဖုံးကွယ်ထားတာညင်းငွေနေပြီဖြစ်လို့နစ်တိုဖော်စရာမလိုဘဲနဲ့သူကိုယ်တိုင်အသာတကြီးပုံပြောင်းလိုက်ပါရီအဲ့နောက်တအိုကလမ်းမပေါ်မှာထွက်ပြီးတော့တိုက်နေရနေဘော်ကနေပြေးလွှားရင်းနဲ့ထွက်ပြေးနေပြီးတော့နစ်တိုကလည်းနောက်ကနေလိုက်ဖမ်းကြရင်လူကြားတဲ့အထိရုံးရင်ဆန်ခဲဖြစ်ကုန်ပါရီ နစ်ကတော့အထာချကျတနက်တွေနဲ့လူဆိုးဖမ်းနေခဲ့ပေမယ့်လူတွေကတော့နစ်ကိုငပြောသည့်တလုံးနဲ့လူဆိုးဖမ်းနေတဲ့စိတ်မနှက်နဲ့ဖိုးအိုတယောက်လိုပဲမြင်နေပါရီ။ရိုင်းကလည်းတက်အိုကိုဖမ်းရင်းနဲ့ကတန်းကရက်တွေဖြစ်နေပါရီ။နောက်ဆုံးမှာတော့ရွှေတွေကိုပြန်ရလိုက်ပေမယ့်တက်အိုကတော့လူကြားတဲ့ကနေလွတ်သွားပါရီ။တကယ်တော့တက်အိုတွေကအဲ့ရွှေတွေကိုလိုချင်ရတဲ့အကြောင်းရင်းကရွှေတွေနဲ့ဂေတကားတစ်ခုတိဆောက်ပြီးတော့နောက်ထပ်တက်အိုတွေကိုစင့်ခေါ်ကြတာကြောင့်မှာကဘာကြီးပေါ်မှာတက်အိုတွေများလာအောင်လုပ်ပြီးတော့လူသားတွေရဲ့ကဘာကိုသူတို့ကမောင်းပိုင်စီးကျင်ကြတာပါ။ RPD တွေကတော့ဒီကိစ္စကိုတားဆီးရမှာဖြစ်ပြီးတော့ Ryan နဲ့ကတော့လူတွေချားမှာထိခိုံဖြစ်အောင်လုပ်ခဲ့မိရဲ့အတွေ့အမှုကနေထုတ်ပေးခံလိုက်ရပါတယ်။ဒီလိုနဲ့နှစ်ယောက်သားလူပြည်မှာလင်းလင်းနေရင်နဲ့နစ်ကသမိမကိုနောက်တစ်ချိန်စကားသွားပြောခဲ့ပါတယ်။ဒီတစ်ခါမှာတော့သမိမကသူ့ကိုနစ်ဆိုတာသတိထားမိလာခဲ့ပါတယ်။တစ်ဖက်မှာတော့ Bobby ကတအိုးတကောင်ကိုပစ္စည်းတစ်ခုပေးပြီးတော့ RPD ကရွှေတွေကိုပြန်ယူဖို့စီစဉ်ဆွဲခဲ့ပါတယ်။ နေ့ကလည်းဒီတိုင်းပေါ်ပြီးကုန်လွတ်ပေးနိုင်တဲ့ကြောင်း RNPD မသိအောင်အမှုကိုခိုးလိုက်ဖို့ RNA တိုင်းမိနေပါရင်နေရမေမာကတော့အာတုပါတော်ကတွေးခဲ့တဲ့ចောင်းတောင်းတောင်းအဖိုးကြီးကိုနစ်လို့ခန်းစားမိတဲ့ကြောင်းဘော်ဘီကိုဖုံးဆက်ပြောနေတော့ဘော်ဘီအင်ရှိကိုနစ်ကရုကရောက်လာခဲ့ပါရင်ဘော်ဘီကတော့တရုတ်ဖိုးကြီးကနစ်ဆိုတာသိသွားပြီးတော့ RNPD ကလူရီမန်လေးရိမ့်မိသွားပါရင်အဲဒါကြောင့်သူစီစဉ်ထားတဲ့ပစ္စည်းကိုဖွင့်ယူထားလိုက်ပြီးအသာတစီဖမ်းခံလိုက်ပါရင် အနီမာမှာအခြားတအိုတော်တော်များလေးဖန်ခံထားရပြီးတော့ဘော်ဘီယာချားသူတွေကိုချက်ပြလိုက်ပါရီ RNPD တွေကဘော်ဘီစီကထူးဆန်းတဲ့ပစ္စည်းလေးကိုသိနေခါရှင်းရချက်အိုတကောင်စီမှာလေးအဲ့လိုပစ္စည်းမျိုးတွေတွေးမိချောင်ပြောနေကြပါရီသူတို့ပစ္စည်းတူတွေဆိုပြီးတော့ရော့ထည့်သိမ်းလိုက်တဲ့ခါတန်လုံးလေးတွေကတစ်ခုနဲ့တစ်ခုဆက်သွားကြပါရီဒါရီယာဘော်ဘီချိုတင်ပြင်ဆင်ထားခဲ့တဲ့အရာတွေဖြစ်ပြီးတော့ချက်အိုတွေကလည်းတမင်ဖန်ဆင်းခံထားရတာပါဘော်ဘီကတအိုဖြစ်ရတာကောင်းတဲ့ချက်တစ်ခုရှိရင် သူတို့တွေကမကြားနိုင်တဲ့ကျိန်းလုံးတစ်မျိုးရှိတယ်လေလို့အချောတဲအိုတကောင်းနဲ့ပြောပြီးတန်လုံးလေးကိုကြည့်လိုက်တာကြောင့်နစ်တရားဘော်ဘီတစ်ခုခုကြံစီရဲဆိုတာရှင်းမိလိုက်ပါတယ်။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။တန်လုံးလေးကနေအားပြင်းနဲ့ကျိန်းလုံးတစ်ခုထွက်ပေါ်လာပြီးတော့ RNPD ခြံနားကလူတွေအားလုံးနှိကွေးကုန်ပါတယ်။ဒီကျိန်းလုံးဟာတဲအိုတွေပေါ်မှာတော့ထိရောက်မှုမရှိတာကြောင့်ဘော်ဘီကအချားတဲအိုတွေနဲ့ရွှေတွေကိုဖောက်သွားခဲ့ပါပြီ။ကျိန်းလုံးပြေလို့နစ်ကတနက်နေ့လှမ်းပြစ်လိုက်ပေမဲ့တဲအိုတွေကတော့ထွက်ပြေးကုန်ပါပြီ။ အဲ့နောက်ဘော်ဘီကနောက်ထပ်ဓာတ်အိုတွေကိုချက်ပြလိုက်ပြီးတော့ရွှေနှုန်းနေတဲ့ငရေကိဝါကိုတိဆောက်ခန့်လိုက်ပါတယ်။ဓာတ်အိုတွေလေအစာအုပ်တစ်ခုရဲ့ထိပ်ပေါ်မှာငရေကိဝါကိုတိဆောက်နေကြပြီးတော့ RNPD တွေလာမတားနိုင်အောင်လဲဓာတ်အိုတက်တွေဖြန့်ထားပါတယ်။ငရေကိဝါတိဆောက်ပြီးတော့လူသားရဲ့သွေးနဲ့ရှစ်ပူစောလိုက်တာနဲ့မိုးဖို့ကနေငရေပြည့်တွေတောင်လို့ရှာလို့ပုံအောင်ကြလာတော့မှာပါ။ဘော်ဘီကလိုအပ်တဲ့လူသားအတွေ့အကြုံနဲ့မိမကိုလှေစားပြီးတော့ခေါ်လာပါရီပြီးတော့သူ့ရဲ့ပုံစံမှန်ကိုထုတ်ပြပြီးတော့ဂုံးစာနေခဲ့ပါရီ ကြအိုရင်းရေကတိဆောက်ပြီးရနေအဆောက်အဦတွေမှာအပေါက်ကြီးတွေဖြစ်လာပြီးတော့လေးစင်နံမောင်းသူမျိုးအနီးနားကယာရီအားလုံးကိုဆွဲဆုပ်နေခဲ့ပါရီ RNB တရလူတွေကတော့ဂျက်အိုရီနေတိုင်ရင်ကြကုန်ကြမှာပါနောက်တော့နင်းတဲ့ရိုင်းတွေကပင်ဂျက်အိုရီကိုရအောင်လို့ဖောက်ထွက်ပြီးတော့အဆောက်အဦစီကိုရအောင်တတ်လာခဲ့ပါရီဘော်ဘီကတော့နင်းရဲ့ရှေ့မှာရင်နင်းရဲ့မိမကိုရစ်ဖို့ဇော်ဖို့အတွက်တန်ချုံနေထိုးလိုက်ပါရီ နေလဲရိုင်းနဲ့တူဂျော်ရီအားလုံးကိုတပ်ပစ်ခဲ့ပြီးတော့နောက်ဆုံးနေကဘော်ဘီနဲ့တိုက်ခိုက်ခဲ့ပါရီလူသားသွေးနဲ့ရစ်ပူဆော်လိုက်တာကြောင့်ကောင်းကင်ကနေရှင်မတွက်နိုင်တဲ့ဂျော်ရီကလည်းဆက်မပြတ်ကြလာခဲ့ပါရီရိုင်းကလည်းဂိတ်တကားကိုချိုးဖြတ်ဖို့ကြိုးစားခဲ့ပေမယ့်ချိုးဖြတ်မရဖြစ်နေတာကြောင့်တိုက်ပေါ်တင်းနေတဲ့ကာဂျီဂျိုနဲ့ဆွဲချလိုက်ပြီးတော့ဂိတ်တကားကိုဖျက်ဆီးပြလိုက်ပါရီကြောက်လာတဲ့တအိုရီလေးပြန်လည်ပြောက်ွယ်ကြပါရီနေကတော့ဘော်ဘီနဲ့သူ့သေးကိုသေးတိုက်ခိုက်နေရတဲ့ဘော်ဘီဂိတ်တကားစီအအောင်ရောက်သွားတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတော့ဘော်ဘီကိုတတ်နိုင်နိုင်ပါရီ နေရမေမာကတော့သွေးထက်လွန်ပြီးမျောနေချင်းနစ်ကြုံခဲ့ရတယ်လို့ဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ်။နေရမေမာကနောက်ဆုံးချိန်မှာနစ်ကိုမြင်တွေ့ခဲ့ရပြီးတော့သူ့အောင်ကြားနဲ့အတူရှိနေနိုင်တော့မှကြောင့်ပျော်ရွှင်နေခဲ့ပါတယ်။နေရမေမာကိုလည်း RNPD ကခေါ်တော့မှဖြစ်ပြီးတော့နေကတော့သမေမာကိုကောက်ကောက်မော်မော်နဲ့တက်တန်းစင်ရှင်းတန်းစေချင်တာကြောင့်လူပဝါကိုပြန်လုခဲ့ပါတယ်။နေနေရိုင်းကတော့ထက်အိုတွေကိုနှိမ့်နေရမယ့်မစ်ရှင်ကိုလည်းအောင်မြင်ခဲ့ပြီးကဘာကြီးကိုလည်းကက်တင်လိုက်နိုင်ပြီမြေ ထုတ်ပယ်ခင်ရတဲ့အမှုကိုစီကံမလိုက်နာဘဲနဲ့ဆောင်ရွက်ခဲ့တာကြောင့်နစ်ကတော့ဝန်တိမ်ပဲပြီးခံလိုက်ရပြီးရိုင်းကတော့လုံးသက်53နှစ်ထထိုးခံလိုက်ရပါတယ်။နစ်ကိုဆူချတဲ့အနေနဲ့ရိုင်းကနစ်တွေအဆင်ပြေမင်းမှတ်ပုံတင်ကိုချင်းပေးလိုက်ပါတယ်။နစ်ကတော့ရိုင်းကိုကျေးဇူးတွေတင်နေခဲ့ပြီးတော့နောက်ဆုံးတော့လည်းမျှော်လင့်ချက်တွေပဲရိုက်ချိုးခံလိုက်ရပါတယ်။နေရမှပုံတင်ကအသက်မပြည့်သေးတဲ့ကလေးမလေးတယောက်ပုံဖြစ်နေခဲ့တာကြောင့်နစ်တယောက်စိတ်ပြက်လက်ပြက်နေပြီးနောက်မှတစ်ခုကိုလိုက်ဖို့သွားရင်းနဲ့ဇလန်လေးကတော့ပြီးဆုံးသွားခဲ့ပါတယ်။